ပရိုပဂန်ဒါကပြောရင်တော့သူတို့ဘက်ကအမြတ်ထွက်တယ်ပရိုပဂန်ဒါကပြောရင်ဒီဘက်ကစစ်တပ်ဘက်ကအယုံပေါ်ဒါပေမဲ့တကယ်ဖြစ်တည်မှုကပြောမယ်ဆိုအဲ့ဒီလမ်းပေါ်မှာဒီကောင်တွေက24နာရီပြည့်အောင်တော့မနေရဘူးမင်္ဂလာကစစ်ကောင်စီဟာအာဏာသိမ်းထားတယ်လို့ရိုးရိုးပဲမြင်ပါတယ်ရိုးရိုးပဲအဲ့ဒီအတိုင်းပြောပါတယ်အဲ့ဒါကိုဗိုလ်ချုပ်စော်မင်းထွန်းကမငင်းတဲ့အတွက်လက်ခံလိုက်တဲ့သဘောတက်ရောက်ပါတယ် ဟိုင်းချရမေဘာပီတူညကိုမော်တော်မှမြားအလုံးမဲ့မင်္ဂလာပါ news bit channel ကနေပြမပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 24ရက်နေ့ရဲ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲအယုံဆုံးသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပုဂိုးတိုင်းရွှေချင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ကွန်ဆစ်စစ်ခန်းကို KNL ပြည်တဲ့ပူအောင်တရရနေပြမတိုင်ပရရှိလိုက်ပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ပူပေါင်းစစ်စင်ရဲ့ပါမရေကမနေ့ကတင်ပြရတာပါလောလောဆယ်ထိတော့အဲ့ဒီဒေသမှာတိုက်ပွဲရှိနေပါသေးတယ်ဆိုပြီးတော့မှပြီးတော့ကောက်ခွေတက်မှာတော့တမိုးတူဝနဲ့ပြီးတော့မှရှင်းပြထားတာပဲဖြစ်တယ်ဆိုတော့အခုဆိုရင်ကျွန်တော်တို့တလိုင်းပေါင်းတက်ဖို့ဝင်ရတယ်ပြီးတော့မှတောင်ပိုက်တက်မှာတော်လေးကိုပေါ့နော်စီရေးပြင်ဆင်မှုတွေလုပ်နေတာပြီးတော့မှကော့ကရီမျိုးနဲ့ဂျာနယ်မျိုးတွေကိုလည်းသူတို့ကနေပြီးတော့မှအခုဆိုရင်စတင်ထိုးစစ်စင်တက်ခိုက်တင်ပိုက်နေဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုလည်းသိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မြကျိနာမိုးကောင်းဘာကန်လန်တိုင်းစစ်ကောင်စီတပ်နဲ့ရှမ်းပြည်တပ် SND ပူးပေါင်းတိုက်အင်အား900ကျော်ပါဝင်တဲ့စစ်ကြောင်းလို့ရှားလာလို့လမ်းသုံးပြုခွင့်ကိုကဲကနေပြီးတော့မှရာယီတားမြစ်ထားတဲ့ဆိုတဲ့တရင်ပဲဖြစ်ပါတယ်။ကားတွေပေါ်မှာ drone တွေလည်းပါတဲ့ရင်တန်းလိုက်ကြီးကဲကဘယ်နေရာကနေတွေ့မလဲမသိဘူးလမ်းပိုင်းတစ်ချက်ကတော့ဘယ်နေရာမှစိတ်ချလို့မရဘူးဆိုပြီးတော့မှမိုးကောင်းကနေမြကျိနာမြို့ကိုဒီနေ့မှနေပိုင်းမှာထွက်ခွာလာတဲ့ဒေသခံတို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီစစ်ကြောင်းမှာဆိုရင်ဘာတရေးဆိုင်အတင်းအဖွဲကားတွေလည်းပါလာတော့တွေ့ရတယ်ဆိုပြီးတော့မှပြောဆိုထားတာဖြစ်ပြီးတော့မှ အဲ့ဒီသူ့ရဲ့ပြောပြချက်ချက်မှာဆိုတော့လမ်းကတော့စစ်တပ်ကရောကဲကပါအပိုင်းလိုက်ပိတ်ထားတာပါကြီးစားပေါ့ရင်တော့ဒီနေ့ကနေစတင်ပြီးတော့မှနောက်တပတ်နှစ်ပတ်လောက်ထိတိုက်ပွဲဆက်သွားနိုင်တယ်ဆိုပြီးတော့မှသူ့ရဲ့မျိုးစစ်ပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုဆိုရင်ကဲရဲ့ပါနော်ဒီလိုမျိုးစီရဲ့ချိန်ဟာဆိုရင်လက်တွေနဲ့တွားနေတာပြီးတော့မှစစ်ခွေးတက်ရတော့သူတို့ဆုံရှုံထားတဲ့နေမျိုးတွေကိုဒေတာခံဒီပြူအဖွဲတွေပြီးတော့မှဒီ nature sound တက်တွေနဲ့ပြန်ပြတော့ပေါ့နော်ထိုးစစ်စင်တက်ခိုင်းနေဖို့ခုဆိုရင်စူးစမ်းနေတာပဲဖြစ်ပါတယ် ုတ်ပြီကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ကျွန်တော်ဒီမြင်းချံ black tiger ဘွဲကခေါင်းဆောင်သူဖြစ်တဲ့ဘိုမိုက်ခဲကနေပြီးတော့မှသူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ flat mutant တပ်ဖွဲ့နဲ့ဂျန်တဲ့နေရာဒေသတော်တော်များများကပါနော်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့သူပြီးသူတွေအတွက်ဆိုရင်အဆုံးစွန်ထိတိုက်ပွဲသွားမယ်ဆိုပြီးတော့မှပြောကြားထားတဲ့အလေးနဲ့ကျွန်တော်စကြည့်လိုက်ရအောင်နော်ညီတို့ကမှလည်းပြောပြမယ်ဆိုရင်ဖြစ်တယ်လို့ပေါ့နော်အဲစစ်မတိုက်ခိုင်းနေခြင်းပေါ့နော်ကိုရဲဘော်တွေကိုပေါ့နော်ဖြစ်တယ်လို့ညီတို့စစ်မတိုက်ခိုင်းဘူးအဲညီတို့ဒီ MVD မှာပေါ့နော်အကျန်းဆုံးဆိုတဲ့စစ်ကြောင်းပေါ့အကျန်းအကျန်းဆုံးဆိုတဲ့စစ်ကြောင်းဒီကိုပဲစစ်ကြောင်းနေအဲတော့က Fire Fighter ဆိုတဲ့စစ်ကြောင်းနေညီတို့ပြန်ပြီးတော့ movement နဲ့ပြန်ထွေးနေပြန်ပို့တယ်ထပ်ပို့တယ်ပေါ့နော်အပို့တဲ့အချိန်မှာဆက်ဆက်လာချင်းပေါ့နော် ပုံခေါ်ပေါ့နော်ဆရာကျွန်တော်တို့တောင်းပန်တက်ပြီးပေါ့ဆောတော့မယ်ပေါ့နောက်တော့နှစ်နာရီလောက်ကျတော့ဖုန်းချက်ဆရာကျွန်တော်တို့တစ်စိတ်တစ်စိတ်လုံးထိသွားပြီပေါ့တစ်စိတ်မလဲဆိုကျွန်တော်တစ်စိတ်တစ်စိတ်လုံးထိသွားပြီပေါ့နော်ကျွန်တော်အဲ့ကဖုန်းလာမှကျွန်တော်ကြောက်တာပေါ့နော်အဲပေါ့နော်အဲ့ပုံစံမျိုးလားပေါ့အဲကျွန်တော်တို့ကြောက်တယ်တကယ်ဖုန်းဖုန်းဆက်လာမှကျွန်တော်ရဲဘော်ဒီဖုန်းဆက်လာရင်ကျွန်တော်ရင်းနေလေးနေတာပေါ့နော်ဒါနဲ့ပေါ့ဒါမှကျွန်တော် ရဲဘော်တွေဖြည်းဖြည်းချင်းတောင်းတန်းနဲ့ဒီဘက်နဲ့တိုက်ခိုက်မှုကကွာတော့ကြတော့အဆင်မပြေဘူးအခုကလည်းဖြဲရင်တော့မှတက်ဖြည့်ပလိုက်မယ်ပေါ့နော်ဘော်ဒီနေတက်ဖြည့်ပလိုက်ဟိုဘက်မှာအဲ့လိုလုပ်လို့မရဘူးဝီဂျူသွားလုပ်လို့ရှိရင်ပြုတ်သွားတော့အဲ့လိုမျိုးတွေဆိုတော့ဒီထားလေးတွေရောရင်မသိရချင်းပါတော်တော်ထိရဲ့တော့ကွန်မန်ဒိုတွေဆိုခုပါလာတာမှတော့မပါလာဘူးပြတ်ပါလာတာပေါ့တော့ကျွန်တော်တို့ဒီတန်ရတာဖြူဖြူရတာတော်များတယ်ကွန်မန်ဒိုတွေပေါ့နော်အဲ့လိုမျိုးအနေထားမှရှိတယ်အဲအဲ့တော့ကျတော့ဒီဘောနော်သူတောင်းတန်းနဲ့ဘောနော်မြေပြန့်ရဲ့ကွာချက်ကိုသူတို့ဖြည်း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 နားလေနားလေနားလေပေါ့နော် းလေးရပေါ့နားလေးနားလေးလာတဲ့ချိန်မှာတော့အဲထိကြိုက်တာကြာဆုံးလာဆိုတော့တော်တော်လေးရှားလာတယ်ပေါ့နော်ရတယ်ဆရာကြီးစီးပဲပေါ့အဲပြီးတော့အထာနဲ့သွားတဲ့ချိန်မှာဘလောက်ကြီးဖြစ်သွားလဲဆိုတော့ညီတို့ဒီကိုဘတို့တွေကရဲဘော်တယောက်နဲ့မာမေဘက်ကရဲဘော်တယောက်နှစ်ယောက်ထဲနဲ့ဒီလက်လက်ကြီးကိုရသွားတယ်အနေထားဒီညီတို့ဒီသူတို့လောက်ခဲ့ဟောတော့အဲ့လောက်ထိမိုက်တယ်နော်ဒါတော့ဒါ plan ဘက်မှာဒါမကြောက်တင်ရမယ်အဲအခုလိုပြောလို့ရတယ်ပေါ့နော်အဲဒါညီတို့ MPD နေနဲ့ဒီစင်ုံပြုစရာရယ်ပေါ့နော်နှစ်ယောက်ထဲနဲ့ဒီဘောနော်လက်နဲ့ကြီးကိုရသွားတဲ့အတွက်တကယ်ကိုဘောနော်အဲသူတို့ကိုလည်းကွန်ပျူတာညီတို့ရှိတယ်ဒါတွေကအခက်အခဲတွေကတော့အများကြီးရှိတယ် အဲလိုအပ်ချက်တရဒီနောက်ထပ်စစ်ကြောင်းခွင်ပေါ့နော်စစ်ကြောင်းခွင်ကိုလည်းတချောင်းတော့ထပ်ပို့ပြီးစစ်တိုက်ခဲ့တယ်ပေါ့နော်အဲတိုက်ပြီးခဲ့တရတော်တခုကတော့ချင်းပြည်နယ်ဖလန်းမျိုးဆိုတာထက်ချင်းပြည်ရဲ့ဖလန်းရဲ့လို့မဟုတ်ပါဘူးညီတို့ကတော်နိုင်ငံလုံးဗေနေရမှာဖြစ်ဖြစ်ညီတို့နဲ့ပေါ့နော်အဲရေချက်တူတယ်ပန်းနိုင်တူတယ်ဆိုရင်ညီတို့ကမြည်သိနေအောင်ဆိုတိုက်ခိုက်သွားမှာဖြစ်တယ်ဥပမာဆိုပါဆိုညီတို့ရခိုင်ဘက်မှာလည်းအခုညီတို့ညီတို့တိုက်ပေးမှာပဲအဲတင်ဘက်မှာလည်းတိုက်ပေးမှာပဲချင်းဘက်မှာလည်းတိုက်ပေးမှာပဲဗေဘက်မှာပဲဖြစ်ဖြစ်ပေါ့နော်ညီတို့ပြည်သူကိုကူစားပြုတဲ့တက်တီပြည်သူရှေ့ရှုတဲ့အာမေတွေဆိုရင်ညီတို့ကဥပပေါင်းလက်တွဲဖို့အစီအစဉ်တက်မှာပဲ ဟိုမိုက်ခဲပြောတော့တဲ့ရောင်မိုက်တယ်နော်ကျတို့ဒေချာလေးစဉ်းစားကြည့်မယ်ဆိုတော့ဒီလိုမျိုးတပ်ဖွဲ့တွေကဆိုရင်ကျတို့မြန်မာပြည်ထဲမှာတော်တော်လေးကိုများနေတာပြပြမဘယ်ဖွဲ့စီးနေမှာဆိုသူတို့ကနေမြန်မာလက်တွဲပြမပြည်သူတွေအတွက်ဆိုရင်ရှေ့ကိုတွားချင်တယ်ဆိုတာကိုလည်းကျတို့ကြားသိရတာပဲဖြစ်ပါတယ်ဘိုမိုက်ခဲကဆိုရင်တော့ကျတို့မြင်းချက်မှာဆိုရင်ဒီတော်တော်လေးကိုတွေးဆိုးနေတာပေါ့နော်တီရာယူမွန်နဲ့စကွန်စစ်စစ်ချောင်းတွေကိုလည်းတွားနေပြမချင်းမို့ဖို့လို့နေတာမလို့ကျတို့မြေဝပြည်သူတွေဘက်ကနေပြမလည်းကိုရဲရန်နေနဲ့ပူပေါင်းပြမထောက်ပံ့ပေးကြဖို့ကျွန်တော်တွေကနေတောင်းဆိုပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဟိုတလောပါပဲဒီအယ်ဂျာစီးယားသတင်းဌာနနဲ့အင်တာဗျူးလုပ်ခဲ့တဲ့မဲလုံးရဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြတ်နေပြီးတော့မှသူ့ရဲ့မြင်ကိုတုံးသက်ပြောဆိုထားတာပဲဖြစ်ပါတယ်ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြေတော့မှကြည့်လိုက်ရအောင်နော်ဘိုးကျုပ်စော်မင်းထွန်းရဲ့ပြောဖို့ဆိုပုံနဲ့ကိုဟန်အနေထားဟာစစ်ဖို့ပြီးသားတဲ့ကိုဟန်အမှုရာလို့ဆိုရမလို့ရှိပါတယ်ဘဝပြေကစစ်ဖို့တွေဟာအပေါ်အောက်ခွဲခြားဆက်ဆံမှုတိတ်ကြီးမှပါတယ် လူတိုင်းလူတိုင်းကိုဘယ်သူကသူတို့အပေါ်ကလူဘယ်သူကသူတို့အောက်ကလူဆိုတာမျိုးကို စိတ်ထဲမှာတွေးထားသတ်မှတ်ထားပြီးတော့ဆက်ဆံလေးရှိပါတယ်စစ်တပ်ကစစ်သားတွေကိုလက်ကျင့်ပေးတဲ့အရာကကြောက်စိတ်နဲ့ရန်လိုစိတ်ပါစစ်တပ်ကလက်ကျင့်ပေးတာအဲ့ဒီမျိုးရှိပါတယ်အဲ့ဒါလို့တင် जा လက်ကျင့်ပေးထားတာကစစ်တနန်းနေမှာကလေးကတခါတည်းလက်ကျင့်တင် जा ပေးလိုက်တာပါဘိုလောင်းတင်နန်းနေမှာလည်းအဲ့ဒါလိုပဲလက်ကျင့်တင် जा ပေးပါတယ်ဘိုလောင်းတင်နန်းနေမှာဆိုလို့ရှိရင်စီနီယာကိုခံမပြောရဲအောင်တခါတည်း စီနီယာတွေကဂျူနီယာကိုအသေးအကျေထိုးကျင်ပြီးတော့တင်ကြားကျွန်တော်လည်းဗီဒီယိုတွေ့ဖို့တယ်နော်အထက်လူဆိုလို့ရှိရင်စီနီယာဆိုလို့ရှိရင်ကြောက်တဲ့စိတ်နာခံတဲ့စိတ်ဟာရိုးစွဲနေပါတယ်အောက်လူကိုဆိုလို့ရှိရင်ရန်လိုချင်ပါတယ်အနိုင်ကျင့်ချင်ပါတယ်အောက်လူသားမကသူတို့ရဲ့ရန်သူလက်နက်မဲ့တဲ့ပြည်သူတွေအပေါ်မှာလည်းအလားတူပဲသဘောထားတတ်ပါတယ်အဲ့ဒါကစစ်သားစစ်ဘိုတွေရဲ့ mindset ပါဘုကြောင့်ဆိုမင်းတို့မှာအဲ့လိုသဘောထားမျိုးတွေ့ရပါတယ်။ဗမာသတင်းသမားတွေဆိုလို့ရှိရင်သူတို့ဟာဟောက်ချင်ငောက်ချင်ပါတယ်။ နိုင်ငံသားသတင်းတောက်ရှေ့မှာကျတော့ဆရာရှေ့ရောက်နေတဲ့ចောင်းသားလိုခက်ကုတ်ကုတ်လေးဖြစ်နေပါတယ်။အထက်ရာရှိတွေရှေ့မှာသတိဆွဲထားတယ်လို့ဖြစ်နေပါတယ်။မျက်နှာမှာစိုးရိမ်ပူပန်မှုတွေမြင်တွေ့နေရပါတယ်။တကယ်တော့ဗမာသတင်းတောက်နဲ့နိုင်ငံသားသတင်းတောက်အတူတူပါပဲ။ဝါနုတာဝါရင်တာကြွားချင်းကြွားပါမယ်။ဗမာသတင်းတောက်တွေထဲမှာလည်းဝါရင်သတင်းတောက်တွေကြွန့်ကျင်လိမ္မာသူတွေအများကြီးပါ။ဒါအပြင်စစ်ဘုံစစ်သားတွေဟာနိုင်ငံသားတွေနဲ့ဆက်ဆံမှုနှဲပါတဲ့အတွက်နိုင်ငံသားကြောက်တဲ့စိတ်မျိုးလေးရှိတတ်ပါတယ် နိုင်ငံသားဆိုလို့ရှိရင်မယုံကြည်တဲ့စိတ်တန်တရားဝင်တတ်တဲ့စိတ်ကြောက်တတ်တဲ့စိတ်မျိုးတွေနဲ့အတူတိတ်တခုထင်ကြီးတဲ့စိတ်မျိုးတွေရှိတတ်ကြပါတယ်အဲ့ဒါကိုပဲ xenophobia လို့ခေါ်ကြပါတယ်ပထမဆုံးမေကွန်းမှာကလေးက aljazeera သတင်းတောက်ကစစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီးတော့လို့သုံးလို့ပါတယ်အာဏာသိမ်းပြီးလို့သုံးပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ညှဉ်းဆော်တာမရှိပါဘူးနိုင်ငံတကာက စစ်ကောင်စီဟာအာဏာသိမ်းထားတယ်လို့ရိုးရိုးပဲမြင်ပါတယ်ရိုးရိုးပဲအဲ့ဒီအတိုင်းပြောပါတယ် အဲ့ဒါကိုဘူကျုပ်စောမြင့်ထွန်းကမငင်းတဲ့အတွက်လက်ခံလိုက်တဲ့သဘောတရားပါလေသူတို့ခဏနာပြောနေသလိုအာနာတိန်နာမဟုတ်ပါဘူးအာနာထိန်နာပါဆိုတာမျိုးတွေကိုဘယ်သူမှလက်မခံမှန်းသူတို့သိနေပါတယ်ဒုတိယမေခွန်းမှာအယ်ဂျာစီးရီးယားသတင်းတောက်ကပေါင်ကောင် challenge လုပ်လိုက်ပါတယ်လွန်ခဲ့တဲ့2023ခုနှစ်က တိုင်းပြည်ရဲ့လုံခြုံရေးကိုမထိန်သိမ်းနိုင်သေးလို့ရွေးကောက်ပွဲမလုပ်နိုင်သေးဘူးလို့မင်းကပြောခဲ့တယ်အခုအရင်ကထက်ထိန်သိမ်းနိုင်စွမ်းပေါ်တော့မှနဲလာနေပြီမင်းတို့ထိမ့်သိမ့်နေတာက32000ခိုင်နှုန်းလောက်ပဲရှိတော့တယ်လို့တောင်မှလူတွေက ပြောနေကြတဲ့အခြေကြမှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဘလို့လုပ်ပြီးတော့ဖြစ်နိုင်မှာလဲလို့မေးပါတယ်။ဒါကတော့သတင်းမှားပါပဲလို့ပူကျုံစွန်မင်းထွန်းကပြန်ဖြေပါတယ်။မှားတယ်လို့ညင်ရတာကလွဲပါတယ်။ဒါပေမဲ့ဘလို့မှားတယ်လဲဘလောက်မှားတယ်လဲသူတို့ထိ ंछ ုပ်ထားနိုင်တာကဘလောက်တိုက်တာရှိတယ်လဲဆိုတာကိုတော့သူကရှင်းပြမသွားနိုင်တဲ့အတွက်သူကဒါဒါသတင်းမှားပါပဲလို့ပြောပေမဲ့ပြည်သက်ကလက်ခံယုံကြည်လောက်အောင်ညင်းသွားနိုင်တယ်လို့တော့မဆိုနိုင်ပါဘူး။ကျွန်တော်တို့ဒီမှာကြားထားတဲ့အတိုင်းဥသိမြန်နေပြီးတော့မှ အယ်ဂျာဇီရာသတင်းဌာနနဲ့တွေ့ဆုံတဲ့အချိန်မှာဒီဇော်မဲလုံးရဲ့ပေါ့နော်ပြောလို့မျိုးစပြောတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုဒီချာလေးရှင်းပြသွားတာဖြစ်တယ်ဇော်မဲလုံးကဆိုရင်တော့ကဘာကနေပြီးတော့သူတို့တက်တိုင်းရှင်နေတဲ့အကွက်တွေကိုလည်းသိရှိထားတာမလို့ဒီလိုမျိုးအင်တာဗျူးတဲ့အချိန်မှာဒေဝမေးပြီးတော့ပေါ့နော်ဒီကောင်ကနေပြီးတော့အရင်ကသူတို့ပုံစံတိုင်းပဲဝိလေကြောင့်ပါတယ်လို့ပြီးတော့မှပြန်ပြီးတော့ဖြေသွားတာကိုကျွန်တော်အားလုံးလည်းကြားသိရတာဖြစ်ပါတယ်ဘလိုပဲစက်ကောင်စီနေနဲ့ကျွန်တော်တို့သင်္ကန်းတကာသတင်းမီဒီယာတွေကို လဲစားဖို့စ조사နေပါစေအခုဆိုရင်ကျွန်တော်တို့ကဘာလုံးကနေပြတော့မှလည်းသိရှိထားတာမို့လို့မကြာခင်မှာတော့စစ်ကောင်စီရဲ့ကြဆုံဟန်းကိုအားလုံးကနေပြတော့မှတွေ့ရတော့မှာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒလမျိုးခံပြည်သူတို့ရဲ့ပေါ့နော်ရင်မွှန်းတောင်ကိုကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်အနေနဲ့ဒလမျိုးကပြည်သူတို့ပြေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမသားလေးပြောင်းနေတာတလားကြော်ပါပြီ မနက်9:00နာရီလောက်ကတိမ်ကြီးစီမှာအလုံးရှောက်မယ်ပြောပြီးထွက်သွားတာကနေပျောက်သွားတာပါ။ကျမလည်းတိမ်ကြီးစီမှာအလုံးလို့ပါတယ်။ကျမသားကအလုံးမရှိလို့အမေနဲ့အတူတူသွားလို့လာလို့ရအောင်ဆိုပြီးအလုံးရှောက်ဖို့လိုက်လာပါတယ်။ကျမဆိုင်ကနေပဲလမ်းစရိတ်1200ယူပြီးတော့အလုံးရှောက်ဖို့ထွက်သွားပါတယ်။ညနေကျမအလုံးကပြန်ရမယ့်အချိန်ထိတားလေးကပြန်ရောက်မလာပါဘူးရှင်။ကျမလည်းလိုက်ရှာနေပါတယ်။စစ်သားစုဆောင်ရေးတပ်တွေလည်းရောက်ခဲ့ပါတယ်။သူတို့ဘက်ကမရှိဘူးပဲပြောလို့ပါတယ်။ ရဲစခန်းတိုင်တော့လဲသူတို့တောင်းတဲ့ဓာတ်ပုံတွေပေးထားပေမဲ့အခုထိဘာသတင်းမှမရသေးပါဘူး။သားလေးနာမည်ကဖူပြစ်ခေါ်မြမင်းရာဇာထုံပါအသက်က22နှစ်ပါရှင်။ကျမကဒလားမျိုးကမော်ဆက်ရက်ွက်မှနေပါတယ်ရှင်။ကျမသားလေးကိုမြန်တွေ့မိကြရင်အကြောင်းကြားပေးစီလိုပါတယ်လို့မေတ္တာရက်ခံကြောင်းစာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ကျွန်တော်တို့ဒလာမျိုးခိုင်ပြီးသူတွေရဲ့ပေါ့နော်။တားပြောက်ဆုံးသွားတဲ့တရင်နဲ့ပတ်သက်ပြီးတော့မှာကျွန်တော်ဘက်ကနေမြန်မာကိုရဲ့အနေနဲ့ပူပေါင်းရှာဖွေစီလိုတဲ့ဆိုတဲ့အကြောင်းကြားတာပဲဖြစ်ပါတယ်။တေချာပေါ့ကျွန်တော်တို့ပြောလို့ရတာတခုကတော့ဒီလိုမျိုးပျောက်ဆုံးမှုတွေများဆုံးကတော့စစ်ကောင်စီကနေမြန်မာပေါ်သားဆွဲလို့ပျောက်သွားတာတွေရှိတာမလို့ကျွန်တော်အနေနဲ့ဒီတရင်နဲ့ပတ်သက်ပြီးတော့မှာမကြခင်မှာတော့ဂဂနာနာကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ပျောက်ဆုံးသွားတဲ့ ဒီတားနဲ့ပတ်သက်ပြီးတော့မှလည်းမိခင်ဖြစ်သူအနေနဲ့ကိုယ့်ရဲ့တားကိုအများဆုံးပြန်လည်ရှာတွေ့ပါစေလို့ကျွန်တော်ဒီထင်ကားနဲ့ဆုမကောင်းတောင်းပေးပါရစေ။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ပုံမှချုံမြင့်မြန်နေပြီးတော့မှအခုဆိုအများလမ်းတွေပုံမှဒီစကောင်စီတပ်ဖို့ဝင်တွေကိုမျိုးဖြုတ်ပြီးတော့မှာပေါ့နော်တက်တက်လာတဲ့ PDF တပ်ဖို့ဝင်တွေဘယ်လိုမျိုးအားချောင်းစိန်ခေါ်ထားလဲဆိုတာကျွန်တော်စစ်ပြီးတော့မှခြေလိုက်ရအောင်နော်စဉ်းစားကြည့်ပါဗျာရန်ကုန်ပြည်လန်းဆိုတာရန်ကုန်ပြည်လန်းဆိုတာရန်ကုန်ကနေပြည်လန်းဆိုတာပြည်လန်းဆိုတာဒီလမ်းပါကြီးနော်ပြည်လန်းဆိုတာကြီးကရန်ကုန်သားတွေအတွက်မစိမ့်တဲ့လမ်းကြီးလေရန်ကုန်သွားရတဲ့လူတွေအကုန်လုံးသိတာ ရန်ကုန်ပြည်လမ်းဆိုစကလုံးကြီးပဲစဉ်းစားကြည့်လေဆိုတော့ရန်ကုန်ပြည်လမ်းမင်းလာအပိုင်းတဲ့အထိမင်းလာမြို့နယ်တဲ့အထိမြို့နယ်တွေမှာရွာတွေရွာရန်ကုန်ပြည်လမ်းပေါ်အထိရွာတက်လာတယ်ဆိုတဲ့အားကြီးပေါ့ဒါကြီးကစိုးပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကလမ်းမကြီးတွေဆိုရှိတယ်အဓိကလမ်းမကြီးတွေပေါ်မှာ PDF တွေတက်တက်လာပြီးတော့အဲ့လိုရှောင်းတခင်တက်တက်လာပြီးတော့ထင်းတိုင်းကျဲကျဲပြီးတော့လုတ်ပြီးတက်ဖုန်တွေရိုက်ပြီးရိုက်ပြီးတင်ပြီးတော့ပြန်ဆင်းသွားပြီးတော့ video Facebook တက်တက်တင်နေကြတယ်ကဒေသခံပြည်သူလူထုကတော့ဘယ်လိုနေမဲ့တော့မသိဘူးဒီလမ်းပေါ်မှာအသုံးပြုသွားလာမဲ့ပြည်သူတွေကတော့ထိတ်လန့်နေမှာကြောက်လန့်နေမှာဘာလို့ဆို ီကောင်းကြီးတက်လာပြီဆိုရင်သိမကြခင်မှာစစ်ကြောင်းတွေရောက်လာမယ်စစ်တပ်ကလေးနဲ့ပြန်မယ်လာမယ်ပြီးရင်ဒီကောင်းကြီးစစ်ကြောင်းဒီကောင်းကြီးရှေ့နောက်ကိုလိုက်ကစစ်တပ်ကလိုက်မယ်လိုင်းနဲ့ပြစ်တာခါတာဖြစ်မယ်အဲ့မှာပြည်သူလူထုကဂျားတွေညံ့မယ်နေရထိုင်ဘေးကျန်တဲ့တွေ့မယ်ဒါတွေဖြစ်နေကြတဲ့ဘောပါပဲအဲ့တော့နိုင်ငံတော်တွေကလည်းရှေ့ကကြည့်ရတာဟိုဘာလဲဆိုတော့ဟိုဆန်ဆန်ရချပွေးမလိုက်နိုင်သူဖြစ်နေသလားတော့ကျွန်တော်မသိဘူးလောလောဆယ်တော့ဒီကောင်းကြီးကိုမနေနိုင်နိုင်ဘူးဖြတ်ခတ်တာဒီကောင်းကြီးကလည်းဒီရန်ကုန်ပြည်လမ်းပေါ်မှာရုတ်တရက်တက်လာတယ်ဘယ်နေ့ဘယ်ရက်ဘယ်အချိန်ဘလို့တက်လာမှဆိုတာမသိနိုင်ဘူးမသိငလင်များလည်းကဲ့သို့ပဲဘယ်အချိန်တက်လာမှမသိနိုင်ဘူးဆိုတော့ခက်တာတက်လာပြီးတော့မနေကြမှာနောက်ကတက်ကလိုက်ရတယ်ဆိုတော့နည်းနည်းတော့ဝေးတာပါလှမ်းဝေးတာပါ ဆိုတော့တို့ကလည်းအဲ့လိုညပိုင်းမှာအထိုင်ချပြီးတော့စခန်းကြီးနဲ့မနေနိုင်ဘူးတို့ကလည်းတောထဲပြန်ပြေးတာပြီးခက်တာအဲ့လိုတောထဲမှာစိတ်ဝင်ပြတ်ပြီးသွားပြီးရွာထဲရောက်သွားရင်ရွာသားဖြစ်သွားရောဆိုတော့ရှင်းရခက်တာပေါ့ဗျာနော်တော်တော်တော့ဆိုးတယ်ဗျ propaganda ကပြောရင်တော့တို့ဘက်ကအမျက်ထွက်တယ် propaganda ကပြောရင်ဒီဘက်ကစစ်တပ်ဘက်ကအရှုံးပေါ်တယ်ဒါပေမဲ့တကယ်ဖြစ်တည်မှုကပြောမယ်ဆိုရင်အဲ့ဒီလမ်းပေါ်မှာဒီကောင်တွေက24နာရီပြည့်အောင်တော့မနေရဘူးမနေရဘူး24နာရီပြည့်အောင်ရောတာပဲနော်တော်ထက်လျှောက်လေတနင်္လာနေ့ပြည့်ဒါအများဆုံးပဲပြင်ပြတာပဲတမ်းပြီးတော့ဒါဆိုတော့တိတ်မကြခင်စစ်တပ်ကတည်မယ်တည်ရင်လင်းနဲ့လာမယ်လင်းနဲ့အနည်းဆုံးလာလို့ရတာဟုတ်ပြီးတော့ paramotor နဲ့လာမယ်ဆိုတော့ပြေးတာတမ်းပြီးတော့ ခက်တာကဒီရန်ကုန်ပြည်လမ်းလိုဟာမျိုးနေရာတွေရောဒီမုံရပသိမ်လမ်းမကြီးရောအဲ့ဒါကြီးတွေကရခိုင်ရုံးမှာအဆက်တွေနဲ့ဒီဘက်က AR တိုင်းတိုင်းပဲခိုးတိုင်းအဆက်တွေရှိတာဟုတ်ဗျာနော်ဆိုတော့အခုမင်းလာဆိုတာကလည်းဒီကနေတော့ရင်ဘာမှမဝေးတော့ဘူးနီးနီးလေးအပြည်ဆိုတာမှမောင်းအောင်ဘလောက်လဲ9နိုင်6နိုင်တော့မောင်းရတာဆိုတော့တော်တော်ဆိုးတာအဲ့တော့ဒီရန်ကုန်ပသိမ်မုံရလမ်းကြီးတို့ရန်ကုန်ပြည်လမ်းတို့အဲ့ဒီလမ်းကြီးတွေမှာပိတက်တွေတက်တက်လာပြီးလောက်တာတွေကိစ္စတွေကအနားမှာရှိတဲ့ရွာတွေမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေတင်းတင်းကြပ်ကြပ်ထိထိမိမိသတင်းကြိုတင်ကင်းထောက်ရောက်နေခြင်းမရှိတာရဲ့ ကြိုတင်ရှင်းလင်းပေးခြင်းမရှိနိုင်တဲ့ထောက်လိုင်းရဲ့ကိုယ်ရဲ့အားအနေတိုင်းအမျိုးဆုံးပဲအဲ့ဒါတွေကြောင့်ဖြစ်တာကျော်မျိုးရတော့ပြောပြင်နော်ဒီကောင်အတော့ဟုတ်ဆိုရင်တို့ရန်ကုန်ဘီလန်းပေါ်မှာ PDF တွေခဏခဏတက်လာလို့ခုဆိုရင်တော်တော်လေးကိုစိတ်ကြေကွဲဝမ်းနေတယ်ဝင်ပဲဖြစ်ဖြစ်မှာမြောက်လိုက်ရနေပြီတော့မှနားလေးတောင်မှမဖြစ်ရှင်းနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားဖြစ်တဲ့အရင်ကလည်းတို့အမြန်လမ်းမပေါ်မှာတွေမှာစစ်ကောင်စီတပ်ဖွဲ့တွေကိုချိန်မတက်ခတ်တာတွေလုပ်ခဲ့တာဖြစ်ပြီးတော့မှခုဆိုရင်လည်းတို့ဘက်ကနေပြီတော့မှဒီလိုမျိုးစစ်ကောင်စီတပ်ပေါ်နော်အရေးပါရရောက်လာတဲ့အမြန်လမ်းတွေကိုထိန်းချုပ်ဆုံးမှုဖို့စူးစမ်းနေတော့မှ ဆိုတာကိုလည်းကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့နေပြည်တော်ထိတက်လန်းနိုင်ဖို့ဆိုရင်ဒီလိုမျိုးအချက်ချာကြားတယ်ပေါ့နော်အမြန်လိုင်းတွေကိုစုမှုဖို့လိုအပ်နေတာပြမဗီတိုရီအားလုံးမျောလိမ့်နေတဲ့2025ခုနှစ်မှာပဲစစ်ကောင်စီနဲ့သူတို့ပေါင်းပါလူသစုတွေကိုဖြိုချနိုင်မဲ့အရေးယောင်တယ်ကိုကျွန်တော်ခုကလေးကတွေ့နေရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမပုတူမနဲ့မြို့မငလင်းလုတ်ပြီးပြီးချင်းမှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဗီဒီယိုတွေကိုမကဲတင်မဲနဲ့အခုဆိုရင်ဦးကျိုးတွေကြီးတဲ့တန်နေလို့ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးအားထောင်ပြောဆိုထားအောင်လဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။အညာတို့ဘိုင်းမှာအများတို့ပါတော့လုံးနေတာပြည်ထောင်ခန်းနေဖွင့်ပြီးရော CDN အနေနဲ့ PDF မတွေကိုပြည်ထောင်ခန်းမှာပြည်ထောင်လုံခိုင်းနေတယ်ဆိုရအမှုတည်းဒီလိုကိစ္စတွေကိုကျွန်တော်တို့ NGO ကိုယ်တိုင်ကတခွန်းတပါတာမှာစာမထွက်လာဘူး။ဒီလိုရက်တွေကိုကျွန်တော်တို့အမှန်မှန်မဟုတ်တာလို့ရှုံချတယ်လို့ခွင့်မပြုပါဘူးလို့ပါတော့လုံးနေတဲ့ PDF တွေနော် CDN တွေကိုကျွန်တော်တို့ပြည်ထောင်ခန်းနေမထောင်ရပါဘူးဆိုရအမိန့်ထွက်မှာပါဘူး။ နော်မြားတော်ချင်းချင်းမှာကြာအခုလိုခုပေးထားပြီးမယ်စစ်တပ်ဆိုလို့ရှိရင်ငလင်ကယ်ဆယ်ရေးတော်မှာစစ်တပ်ကအုတ်ခဲကျိုးတွေတဲပြီးတော့ဓာတ်ပုံရိုက်ခတ်နေတယ်ပေါ်ပင်လုံနေတယ်ဆိုရင်ခင်ဗျားတို့မကောင်းပြောကြတယ်ကျွန်တော်ခင်ဗျားတို့ပြောမယ်အိုကေကျိုးဆိုတာကခင်ဗျားတို့မြင်မှာအိုကေကျိုးဆိုပေမဲ့ဒါဟာရှေ့ဟောင်းရင်းချင်းမှုအမွေနှစ်တည်းဖြစ်တယ်။နော်ဒီခင်ဗျားတို့အဲအယောက်လေးတင်းထဏာကပဲဓာတ်ပုံရိုက်ခတ်နေတဲ့စစ်တပ် နော်ငလင်ကယ်ဆယ်ရေးမှာဓာတ်ပုံရိုက်ခန့်နေတဲ့စစ်တပ်ဆိုပြီးအုတ်ကျိုးတွေအုတ်ခဲကျိုးတွေတဲနေတာခင်ဗျားတို့ဟွာလာဖြစ်နေအဲ့အုတ်ခဲကျိုးတွေကရှီအောင်ရင်ချင်းမှုအမွေနစ်တွေဖြစ်တဲ့အတွက်ဘူးဒိုဆာနဲ့ထိုးလို့မရဘူးဆက်ရဲကားတွေနဲ့ဖြိုချလို့မရဘူးခင်ဗျားတို့ညီပေါ်ညီပိတ်နဲ့ဘုံကျုံမျိုးညစ်တွေနားလည်အောင်ပြောရရင်အုတ်ခဲကျိုးမပြောနဲ့အိုးချမ်းခွဲဖြစ်နေရင်တော့မှမီးသွေးကယ်ဖြစ်နေရင်တော့မှရှီအောင်ရင်ချင်းမှုအမွေနစ်ဆိုတန်ဖိုးကြည့်တယ် ရင်ကျင်းမှုဆိုတာလူမျိုးတစ်မျိုးရဲ့လာရာစိတ်မြင့်ရင်ကျင်းမှုပြောင်းရင်လူမျိုးပြောင်းတယ်နော်ဟုတ်ခဲကျုံမပြောနဲ့အိုးချမ်းခွဲဖြစ်နေတယ်ဆိုရင်တော့မိတွေခဲဖြစ်နေတယ်ဆိုရင်တော့တမိုးထားရတယ်ပြောလိုက်ရင်အဟုတ်လို့လို့နဲ့ဒီလိုမျိုးအိုခဲကျိုးတဲ့တော်ကိုယူနေတတ်ပေါ့နော်ပူသူမတော့တော်တော်လေးအောင်အောင်ဆရာကောင်းနေတာဖြစ်တယ်သူတို့ငလင်လုပ်ပြီးပြီးချင်းပါပဲဒီလိုမျိုးဆိုရလာတဲ့ငလင်ဘေးတောင်ကိုခန်းစားခဲ့တဲ့ပြည်သူတွေကိုကဲတင်ဖို့အစားစစ်ကောင်စီနေနဲ့သူတို့ရဲ့ဒီဌာပနာတွေကိုပေါထွင်းရယူနေဖို့အတွက်အိုခဲကျိုးတွေပဲတည်ဖို့လှုံ့ဆော်နေတယ်ဆိုတော့လည်းကျွန်တော်တို့ဗီဒီယိုတွေတွေးရတာပဲဖြစ်ပါတယ်။အ သူပြောတဲ့ပုံစံကတော့ဒီလိုမျိုးအိုကေကျိုးတွေကလည်းရှယ်အမွေနစ်တွေမလို့သူတို့အနေနဲ့ထိမ့်သိမ့်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီပုသူမပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှယေရှုနေကြတဲ့မြို့ဘက်ပြည်သူတွေဘက်ကနေပြတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြာပြီးပေးခဲ့ချက်ဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့တော်လံပြတော်သာသူဖြစ်တဲ့ကိုနာဝကနေပြီးတော့မှလေချောင်းတိုက်ဟမှုတွေစစ်တိုက်လို့ဆောင်နေတဲ့စစ်ကောင်စီကိုကျွန်တော်တို့ကနေပြီးတော့မှဘယ်လိုမျိုးနှီးလန်းတွေနဲ့တုံ့ပြန်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်တော့ကြည့်လိုက်ရအောင်နော်မြန်မာနိုင်ငံအစ အောက်ပိုင်းဖြစ်တဲ့ဒီတနင်္လာရီဗိတ်တဝဲကော်တောင်းကနေစပြီးတော့မြန်မာနိုင်ငံရဲ့အထက်ပိုင်းထိကိုစစ်တပ်က DAB လအသွင်းမှာကိုတနိုင်ကန်လုံးကိုလေကြောင်းနဲ့ဘုံကျဲနေတာဖြစ်ပါတယ်။အဲ့တော့လူပေါင်း100ကျော်တည်ဆုံးပြီးတော့မှလူပေါင်း200ကျော်လောက်ဒါထိခိုက်ဒဏ်ရာရနေတယ်။အဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့ ကလေးငယ်노တိုက်ကလေးငယ်တွေလည်းအများပြားပါဝင်နေတာဖြစ်တယ်အဲ့တော့အကျန်းဖက်စစ်တပ်ကသူ့ရဲ့အလုပ်ကိုကအကျန်းဖက်တဲ့အလုပ်ပြည်သူလူထုကိုရိတ်ရက်ဆက်ဆက်တတ်ဖြတ်တဲ့အလုပ်ဆိုတော့သူ့အလုပ်ကိုသူလုပ်နေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီကျန်းဖက်စစ်တပ်ကိုပြုတ်ကျသွားအောင်တော်လှန်ဖို့လိုတယ်ဒီတော်လှန်နေတဲ့ကာလအတွင်းမှာပဲပြည်သူလူထုထိခိုက်နစ်နာမှု အ ਨੇ ဆုံးဖြစ်ဖို့အတွက်ဒီတော်လန်ရေးတပ်ဖွဲ့တွေ PDF တွေအနေနဲ့ပြည်သူနဲ့ခက်ခွက်ခွာနေဖို့လိုအပ်တယ်ပြည်သူနဲ့ဝေးဝေးမှနေဖို့လိုအပ်တယ်ပြည်သူနဲ့နီးနီးကပ်ကပ်မနေဖို့လိုအပ်တယ်ရွာထဲမှာ PDF တွေစခန်းချတာတွေဝင်ရောက်သွားလာတာတွေမလုပ်ဖို့လိုအပ်တယ်အကျန်းဖက်ကတော့သူ့အလုပ်ကိုသူလုပ်မှာပဲအဲ့တော့ပြည်သူလူထုထိခိုက်နေတာမှုအ ਨੇ ဆုံးဖြစ်ဖို့တော့ပြည်သူတမတော်သားတွေကဒါရှောင်ရှားရမှာဖြစ်ပါတယ်နောက်တစ်ခါပို့ပြီးတော့မှအရေးကြီးတာက ဒီတိုက်ပွဲပြန်လာတဲ့ PDF တွေတိုက်ပွဲပြန်လာတဲ့တော်လန်ရေးရဲဘော်တွေကိုနော်ကြိုးစိုးတာတွေအောင်ပွဲခံတာတွေကိုရွာထဲမှာလုံးဝမလုပ်ပါနဲ့ရွာသူရွာသားတွေလည်းလုံးဝဒီအချိန်ဒီကာလဟာတော်လန်ရေးတိုက်ပွဲရေးချိန်အမြင့်ဆုံးကာလဖြစ်တဲ့အတွက်ပြည်သူလူထုတိုက်ခိုက်နေတာမှုအ ਨੇ ဆုံးဖြစ်ဖို့အတွက်လူလူရှင်ကြမလုပ်ပါနဲ့မဖြစ်မနေလို့ရွာထဲကိုသွားရမယ်မဖြစ်မနေလို့ဒီပြည်သူလူလူနဲ့လက်ပေါင်းတတိနေရတဲ့အခါမျိုးတွေရှိခဲ့ရင်တော့ online ပေါ်မသိကျွန်တော်အနည်းဆက်ဆုံးဥပမာတစ်ခုပေးရရင် ရခိုင်တော်လံရေးတတ်တော်ကိုပဲကြည်ပါနော်ရခိုင်တတ်တော်ဆိုရင်အခုရခိုင်ပြည်တပြည်နယ်လုံးကိုအေအေကတင်းထားတာအခုဆိုမြို့နှစ်မြို့သုံးမြို့လောက်ပဲကြံတော့တယ်အေအေတင်းဖို့နေရာကရခိုင်တတ်တော်အေအေကဘယ်ဒုံကမှဒီရွာတို့ခွိုင်းဒီတိုက်ပွဲတွေပြင်းထန်နေတဲ့ကာလမှာဘယ်ဒုံမှမတင်ဘူးဘယ်ဒုံမှပြည်သူနဲ့လက်ပွန်းတတိနေတာတွေအွန်လိုင်းပေါ်တက်မလာဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီလိုစစ်တပ်ကပြည်သူလူထုကိုအနှိုးထားပြီးလေချောင်းဘုံကျဲတာတွေကို ရှောင်ရှားအောင်လို့အေအေကအဲ့ဒီလိုလောက်တာခုကျွန်တော်တို့မြင်နေတွေ့နေရတာကဒီတော်လိုင်းရေးတပ်ဖွဲ့တွေ PDF တွေအနေနဲ့ဒီ ရွာလူရွာသားတွေနဲ့လက်ပွန်းတတိနေတာတွေအဲ့လိုအောင်ပွဲခံဗီဒီယိုဖိုင်တွေကိုဂုံယူဝင့်ကြွားတင်တာတွေကပြည်သူလူထုတွေအရန်ကိုအန္တရာယ်များပါတယ်အဲ့တော့အကျန်းဖက်ကတော့သူ့ရဲ့အလုတ်ကအကျန်းဖက်တဲ့အလုတ်ပြည်သူလူထုကိုနှင်းပန်းနှိပ်စက်တက်ဖြတ်တဲ့အလုတ်ကသူ့ရဲ့အလုတ်ပဲသူအာနာတိမြဲဖို့အတွက်သူမျက်များတက်နိုင်မှစစ်တပ်ကအာနာတိမြဲမှာနော်ပြည်သူလူထုကိုမျက်များတက်ဖြတ်နိုင်မှသူ့ကိုတော်လှန်နေတဲ့ပြည်သူတွေမျက်များတက်ဖြတ်နိုင်မှနော်သူ့ကိုမထောက်ခံတဲ့စစ်တပ်ကိုမထောက်ခံတဲ့စစ်အာဏာရှင်ကိုမထောက်ခံတဲ့လူတွေကိုဆိုရင်စစ်တပ်ကရန်တူလို့သဘောထားထား ကိုတော့ပြောထားသလိုပဲကျွန်တော်ကလည်းပြောမှဒီလိုမျိုးအောင်ပွဲတွေရရှိမယ်ဆိုတော့ပါနော်ဒီအောင်ပွဲခံတဲ့ပုံစံတွေကိုလည်းစစ်ကောင်စီကိုမချပြတင်ဖို့ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကြားသိရတာဖြစ်တယ်တကယ်လည်းကျွန်တော်စဉ်းစားကြည့်မယ်ဆိုတော့အဲ့လိုမျိုးတရားလေးကိုစစ်စစ်လုံဆောင်တင်တာပြည်မှာစစ်ကောင်စီအရဆိုရင်ကျွန်တော်တို့တော်လိုင်းပြည်တော်သားတွေတမကပြည်သူတွေနေတဲ့နေရာတွေကိုပြင်မှတ်ထားပြည်မှာလေချောင်းတိုက်ဟမှုတွေစစ်တိုက်လုံဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းပြည်မှာအဲ့လိုမျိုးကိစ္စတွေကိုလည်းခဏတာရှောင်ရှားပြီးတော့မှပေါ့နော်လုံခြုံတယ်ဆိုတဲ့အခါကျမှ ပြည်သူတွေနဲ့တနိုင်ငံလို့ချပြတင်နေပဲဖြစ်ပါတယ်အခုဆွန်လဲစစ်ကောင်စီနေနဲ့တော်လိုက်တဖို့ဝင်ပုံမှာဆလေးရုံမှာဖို့ကျိုးစနေတော့မှာဖြစ်ပြီးတော့မှပြပကူညီတွေရယူပြီးတော့မှကျွန်တော်တို့တော်လိုက်ရေးကိုတွေးခေါ်တက်ရှုဖို့ကြံစားနေတာကိုလည်းတွေ့ရတယ်ပဲဖြစ်ပါတယ်ဘလိုပဲပြောပြောစစ်ကောင်စီနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှမယူရဆံပြီးတော့မှကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးပေါ်မှာ channel ဖို့ကြိုးစားနေအောင်မယ်ဆိုတော့သူတို့ရဲ့အနေဝင်ချင်တာဆိုရင်မကြခင်မှာပဲဒီတစ်ပရမမြန်မြန်ဆန်ဆန်နဲ့ပေါ့နော်ရောက်ရှိလာမယ်ဆိုတဲ့အကြောင်းတတိပေးပြောချင်တဲ့ ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီတို့များလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်ညချမ်းလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံမကောင်းတောင်းပေးလိုက်ပါတယ်။